င်္ဂလာပါ Selescu အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။နိုင်ငံတကာအမှုပညာရုံးအတွင်းကထင်ရှားသူတွေရဲ့ရုပ်ရှင်ဂီတဖက်ရှင်စတဲ့အမှုပညာလှုပ်ရှားမှုတွေသူတို့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေစတဲ့စိတ်ဝင်စားစရာလက်တလုံးအမှုပညာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ။ပုံမှန်ဇွန်ဘီဇာကားရီနဲ့မတူတဲ့ My daughter is a zombie ဇာကားကိုဇွန်လမှာရုံတင်တော့မှာပါ။ အရင်ထွက်ခဲ့တဲ့ဇွန်ဘီဇာကားတွေနဲ့မတူတမူဆန်းပြတဲ့ဇလန်းနဲ့မင်းသားဂျိုချောင်စော့ခေါင်းဆောင်ပအဝင်ရိုက်ကူးထားတဲ့ My Daughter is a Zombie ဇာကားတစ်ကိုလာမယ့်ဇွန်လမှာရုံတင်ပြသသွားမှာပါ။နမေတူကာတွန်းဇလန်းကိုအခြေခံပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးဇက်အိမ်ကိုခံမှန်းမရတဲ့အတွက်ပြည်သက်ကစိတ်ဝင်စားနေကြပါတယ်။စူအိမ်လို့ဆိုတဲ့နောက်ဆုံးလက်ကျန်ဇွန်ဘီဖြစ်နေသူမင်းကလေးနဲ့တမီးဖြစ်သူကိုကောက်ွယ်ပေးသွားတဲ့ဖခင်ချောင်းဝံတို့သားဖအကြောင်းကိုရိုက်ကူးထားပါတယ်။ သမီးဖြစ်သူကပုံစံသွင်းလို့ရတဲ့ဇွန်ဘီအမျိုးအစားဖြစ်ပြီးသမီးဖြစ်သူဘေးကင်းစေဖို့တခြားသူတွေကိုမကိုက်မိစေဖို့ဖခင်ကသင်တန်းပေးလေ့ကျင့်မှုတွေကိုရီမောစရာတွေနဲ့တွဲဖက်ပုံဖော်ထားပါတယ်။ဖခင်နေရာကမင်းသားဂျိုချောင်းစောကသရုပ်ဆောင်ထားပါတယ်။သူဟာဟာသစရုပ်ပိုင်နိုင်မှုကိုပိုင်လော့ဇာကာနဲ့ပြသထားသူဖြစ်ပြီး2025ဗဆန်းရုပ်ရှင်စုပေးပွဲမှာပိုင်လော့ဇာကာနဲ့ဇက်ဆောင်မင်းသားစုစခိုးရယူထားပါတယ်။ နေချင်းညချင်းအလုံးလက်မဲ့ဖြစ်သွားတဲ့လေရင်မှုတအူနောက်ထပ်လေရင်မှုအလုပ်ကိုရဖို့မြမဖြစ်သူရဲ့နာမည်ကိုသုံးပြီးအမျိုးသမီးအဖြစ်ဟန်ဆောင်အလုံးရှောင်းလိုက်ပုံကိုပိုင်းလော်မှာကြည့်ရှုရမှာပါဇံမျိုးအမျိုးအစားဖြစ်ပြီးမနစ်ကယုံတင်ခြင်းကနေစပြီးကိုရီးယားမှာနှစ်ပတ်ဆက်တိုက်လူကြီးအများဆုံးနံပါတ်၁ဇာတ်ကားဖြစ်ခဲ့ပြီးကော့ဗစ်အမည်ရှိတဲ့2020ဆွေတင်ရုပ်ရှင်ကိုပြန်လည်ရကူးထားတာဖြစ်ပါတယ်နယူးယောက်ကို ရော့စ်မကြာခဏသွားနေလို့ပရိသတ်ကပြောနေကြပါလိမ့်။အမေရိကန်မော်ရန်အဘမော့ခ်နေထိုင်ရာနယူးယောက်ကိုဘလက်ပင်းအဖွဲ့ဝင်ရော့စ်မကြာခဏသွားနေတဲ့အတွက်၎င်းတို့တွဲနေလောက်ပြီလို့ကိုရီးယားပြည်သက်တွေကထင်ကြီးပေးခံမနေကြပါတယ်။အဘဟာရော့စ်တကူရောတီးဆိုထားတဲ့ Toxic TDS တခြင်းဗီဒီယိုမှာရော့စ်ရဲ့ချစ်သူနေရာကနေပုံဝင်သေးဥဆောင်ထားသူဖြစ်ပါတယ်။ ဒီတချင်းထွက်လာပြီးကြတဲ့က၎င်းတို့ဆက်ဆံရေးကိုပြည်သက်ကထင်ကြီးပေးခဲ့ကြပါတယ်။လက်တလောနယူးယောက်ကို Rose ရောက်နေပြန်ပြီဆိုတဲ့ online post တစ်ခုတက်လာရကနေ၎င်းတို့ပတ်သက်မှုကိုပြည်သက်ကပိုပြီးစိတ်ဝင်စားလာကြပါတယ်။ Rose ရဲ့ agency ကလည်း Rose ရဲ့ခီးစဉ်အတွက်ဘာဖြစ်ရှင်းချက်မှမပေးတဲ့အတွက်အခုခီးစဉ်ကအလုပ်ကိစ္စထက်ကိုရေးကိုရာနဲ့စိုင်းနေလောက်တယ်လို့ပြည်သက်ကယူဆနေကြပါတယ်။ ီးခရက်နှစ်ဒဇမ14ရက်က Rose က၎င်းရဲ့ Instagram မှာထုတ်ဆက်လို့ရေးပြီး Evan Mock နဲ့ဓာတ်ပုံတွေကိုတင်လိုက်ပါသေးတယ်။အဲ့ဓာတ်ပုံတွေအောက်မှာ Bruno Mars ကနေပေါင်းအဲ့ဒါဘယ်သူလေးလဲလို့မှတ်ချက်လာပေးခဲ့ပါတယ်။ကိမ်းမြုပ်ရှင်ပွဲတော်ရဲ့အမြင့်ဆုံးဆုဖြစ်တဲ့ရွှေအောင်လက်စုကိုဘသူရသွားလဲ။ အခုနှစ်ကျင်းပတဲ့88ကြိမ်မြောက်ကိန်းစရုပ်ရှင်ပွဲတော်အတွင်းစုရရှိသူတွေကိုပွဲတော်နောက်ဆုံးရက်ဖြစ်တဲ့မေလ24ရက်ကထုတ်ပြန်ကြေညာခဲ့ရာအမြင့်ဆုံးစုဖြစ်တဲ့ရွှေဦးလန်းစုကိုအီရန်ဒရိုက်တာဂျက်ဖာပနာထီက It was just an accident နိုင်ငံရေးဒရာမာဇာတ်ကားနဲ့စုခိုးခဲ့ပါတယ်အသက်64နှစ်ရှိပြီဖြစ်တဲ့ပနာဟီဟာအီရန်အစိုးရကိုစန့်ကျင်မှုနဲ့ထောက်ကြခဲ့သူအီရန်ပြည်ရင်းမှာရုပ်ရှင်ရိုက်ကူးခွင့်အပိတ်ခံထားရသူဖြစ်ပါတယ်။စင်ပေါ်မှာစွန့်လက်ခံရယူပြီးတဲ့နောက်ပနာဟီက အခုအရေးကြီးဆုံးကကျွန်တော်တို့တိုင်းပြည်ရဲ့လွတ်လပ်ခွင့်မှာကျွန်တော်တို့ကိုဘာဝစ်ပါဘာလုပ်ပါဘာမလုပ်ပါနဲ့လို့ဘယ်သူမှပြောခွင့်မရှိဘူးလို့၎င်းရဲ့ခန်းစားချက်ကိုဖွင့်ထုတ်ခဲ့ပါတယ်။အခုဂိမ်းပွဲတော်တရားမှုဟာပနာဟီအတွက်ခီးသွောခွင့်တားမြစ်ခံရပြီးတဲ့နောက်15နှစ်အတွင်းနိုင်ငံတကာပွဲတော်တစ်ခုကိုပထမဆုံးအကြိမ်တက်ရောက်မှုဖြစ်ပါတယ်။ It was just an accident ကိုပနာဟီကတူတူသိသိရိုက်ကူးခဲ့ပြီးဇလန်းပုံစံက၎င်းရဲ့ထောင်တွင်အတွေ့အကြုံတွေနဲ့ထောင်သားတွေရဲ့ရင်ဖွင့်ပြောပြချက်တွေကိုအခြေခံရိုက်ကူးထားပါတယ်။ ပနာဟီဟာ2023ခုနှစ်ဖေဖော်ဝါရီမှာထောင်ကမလွတ်မီထောင်တန်6နှစ်ရဲ့9လကိုသာထောင်ထဲမှာနေခဲ့ရပါတယ်။2010ခုနှစ်မှာလည်းအစိုးရစန့်ကျင်ဆန္ဒပြသူတွေကိုအားပေးမှုဝါရဖျက်မှုတွေနဲ့ထောင်တန်6နှစ်ချခံခဲ့ရပါတယ်။ဒါပေမဲ့9လအကြာမှာအာမခံနဲ့ပြန်လွတ်လာပြီးရုပ်ရှင်ရိုက်ခွင့်နဲ့ပြပသွားလာခွင့်အပိတ်ခံလိုက်ရပါတယ်။ရွှေအောင်လက်ဆုရှင်ပနာဟီကိုစုချင်းမြင့်ခဲ့သူတွေကအခုနှစ်ဂိမ်းပွဲတော်ရဲ့အကဲဖြတ်တိုင်းဥက္ကဋ္ဌပြင်သစ်မင်းသမီး Julius Benos နဲ့ ဩစတြေးလျမင်းသမီးကိတ်ဘလန်ချက်စ်တို့ဖြစ်ပါတယ်2025အမေရိကန်ဒေဂီတာစုပေးပွဲမှာဆုရရှိသူတွေကိုကြည့်ကြရအောင်ပါအမေရိကန်ပြည်တော်စုလက်ပီဂတ်စ်မှာမေ26ရက်က2025အမေရိကန်ဒေဂီတာစုပေးပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး အမေရိကန်တင်းရေးတေးဆိုဘီလီအိုင်လစ်ကစု9စုကိုတိမ့်ကျုံစုခူးသွားပါတယ်။ဒီစုတွေမှာတနစ်တာအကောင်းဆုံးအဆိုတော်စုလည်းပါဝင်ပါတယ်။ဘီလီကစကားတင်စင်းရဲမှာ၎င်းအဆိုပြုခံခဲ့ရတဲ့စု9စုစလုံးကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘီယွန်ဆင်းနဲ့အမီနန်တို့ကစု2စုစီရခဲ့ပါတယ်။အကောင်းဆုံးအဆိုတော်စုကိုဘီလီကအာရီယာနာဂရန်ဒီ၊ကန်ဒရစ်လာမာ၊ပို့စ်မလွန်၊ဆာဗရီနာကာဘန်တာ SSA နဲ့ထေလာဆွတ်တို့ကိုကြော်ပြင်စခူးသွားခဲ့တာဖြစ်ပါတယ်။ Hit Me Hard and Soft Album နဲ့တနစ်တာအကောင်းဆုံး Album ဆိုအကောင်းဆုံး Pop Album ဆို Buzz of El Feather တခြင်းနဲ့တနစ်တာအကောင်းဆုံးဒေတခြင်းဆိုအကောင်းဆုံး Pop တခြင်းဆိုလူကြိုက်အများဆုံးနယ်လက်အဆိုတော်ဆိုအကောင်းဆုံးအမျိုးသမီး Pop အဆိုတော်ဆိုတွေကို Billie ကရရှိခဲ့ပါတယ်။အတွဲဖက်အကောင်းဆုံးဆုကို Lady Gaga နဲ့ Bruno Mars တို့က Time Wizard's Mind တခြင်းနဲ့ရရှိခဲ့ပြီးအကောင်းဆုံးတခြင်းဗီဒီယိုဆုကိုလည်းဒီတခြင်းကပဲရခဲ့ပါတယ်။ ရီနိုမတ်စ်ကအကောင်းဆုံးအမျိုးသား pop အဆိုတော်ဆုရှင်ဖြစ်ပြီးအကောင်းဆုံးအမျိုးသား country အဆိုတော်ဆုကို post malone ကရခဲ့ပြီးအမျိုးသမီး country အဆိုတော်ဆုကိုတော့ beyonce ကရခဲ့ပါတယ်ဘီယွန်ဆေရဲ့ခေါင်းပွင့်ခါတာကအကောင်းဆုံး country album ဆုဆုခုပြီးအကောင်းဆုံးအမျိုးသား hip hop အဆိုတော်ဆုကို Eminem ကရရှိပြီးအမျိုးသမီး hip hop အဆိုတော်ဆုကိုတော့ Megan Thee Stallion ကရရှိခဲ့ပါတယ်။ Kendrick Lamar ရဲ့ No Like Us တခြင်းကအကောင်းဆုံး hip hop တခြင်းဆုအတွက်ရွေးချယ်ခံခဲ့ရပါတယ်။ တဝီခမ်းကအမျိုးသား R&B အစိုးရစုရခဲ့ပြီးလက်တင်တချင်းစုကို Shakira ရဲ့ Sotira ကရခဲ့ပြီး RM ကအကောင်းဆုံး K-pop အစိုးရစုရခဲ့ပါတယ်။နိုင်ငံတကာဥပညာရှင်တွေရဲ့လှူရှာမှုတွေသူတို့လက်တလောဘာတွေတွေးကြုံနေရတယ်လဲဆိုတာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရှင်းလာမဲ့ Selects ကိုအစီအစဉ်မှာလည်းဘလို့သတင်းတွေကစိတ်ဝင်စားစရာဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီအစီအစဉ်ကိုဒီမှာပဲရှင်းလာလိုက်ပါရစေ။